ိုင်းတွေအလူငွေလေးလာပဲကြောက်အောင်လို့တောင်းခံနေတာမဟုတ်တောင်းပေါ်သူတကယ်ရိုးသားတယ်သူများဆိုအလူခံစားမှသာကိုပြပြီးဒီလိုပြပေးတာကြတော့ဒီဒီတိုင်းရိုက်ပြီးတင်လိုက်မယ်ဆိုလို့ရှိရင်လဲတဲတောင်ပြင်မဲ့အားလုံးထင်သွားမှာဆိုလို့ပါရှင်ဒီမဟုတ်ပါဘူးစပားပြင်စပားပြင်တော့နည်းနည်းရှိပါသေးတယ်ရှင်ကျမတို့ကိုကူညီပေးကြပါအောင်ရှင်ကျမတို့မန်စီခွန်ယူပါမန်စီခွန် အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ကချင်ပြည်နယ်ပူတာအိုမြို့မန်စီခွန်ကျေးရွာမှာလေတွေတော်တော်များများပြည့်စည်သွားတာပေါ့နော်အဲ့ဒါလာပြောပြတာပါလို့ဒီဟာလေးရှင်ရှင်တော့ကြည့်ကြည့်ပါဦးဒီဟာလေးဆိုလေတွေဟုတ်ပါတယ်လို့မသိတဲ့လူဆိုလို့ရှိရင်တော့ဒီဟာကြီးကတဲတောင်ပြေကိုရိုက်ပြတယ်လို့ဖြစ်မှာဆိုလို့ပါဒီဟာဒီကြတော့အားလုံးကလေတွေဖြစ်ပါတယ်ကိုယူအားလုံးလေဒီအားလုံးက ါတယ်လို့ဒီမှာဒီမှာဒီစပါးတင်မရှိပါတယ်ဒီတွင်းလုံးကိုမပဲနေတော့အဲ့ဟာလာပြောတာပြတာပါကျမတို့လေဒီအားလုံးချုံဆုံနေနာတော့ပါတယ်ကျမတို့ကိုကူညီနိုင်တဲ့လူကလည်းကူညီပေးပါရှင်ကျမတို့ကို ကျမတို့ရွာကိုအကြံဉာဏ်ပေးနိုင်တဲ့လူလည်းပေးပါရှင်ကျမတို့ကူညီတောင်းပါတယ်ဒီတနဆရာတော့တကယ်အဲတယောလုံးရဲ့လေကွက်တာအလုံးပြည့်စည်သွားတယ်။ဒီနေ့ကျတော့ရန်ကုန်မှာမိုးများတယ်ဆိုပဲမဲလို့နော်ရန်ကုန်ဘက်မှာလည်း အောက်ပြအောက်ရောက်မိုးများတယ်ဆိုပေမဲ့အဲ့လောက်ထိမိုးမကြီးတို့လိုပဲရခင်နဲ့တွေဆိုလို့ရှိရင်ဇဲတွေမြုပ်တယ်ထမင်းထုတ်တယ်ပို့ပို့ကြရတယ်အများကြီးပဲရကြီးရချမ်းတယ်အများကြီးဖြစ်တာဒါပေမဲ့ဒီနေ့တော့မိုးကတော့ရှိနေတဲတဲအဲ့လောက်ထိတော့လည်းမကြီးပြန်ဘူးနော်ဇဲတော့မမြုပ်သေးဘူးနော်မြောင်းနေတောင်ရချမ်းတယ်လည်းမဖြစ်ဘူးဆိုစီပီကပဲပူကောင်းသွားလို့လာမှမပြောတတ်တာဒါပေမဲ့တောင်ပေါ်ဖက်မှာပူတာကိုကချင်းပင်းနဲ့ပူတာကိုမန်စင်ခုံမှာဆိုလို့ရှိရင်တဲ့မန်စင်မှာဆိုလို့ရှိရင် မောယံမြားလုံးပြီးတော့မှချောင်းရည်တွေရှန်ပြီးတော့မှရွာလဲရတွေပျက်စီးကုန်တယ်တခါတည်းအဲ့ဒီစဘာပင်တွေကြားမှာစဘာလက်စိုက်ထားတဲ့လက်ကွက်တွေမှာနုံမြေတွေတဲတွေတလဲရအားလုံးဖုံးသွားပြီးတော့ဒီမှာကြည့်တရွာလုံးရဲ့လက်ကွက်တွေဟာဒီအားလုံးဟာတဲတွေနုံတွေနဲ့အာဖုံးသွားတယ်တဲ့ဆိုတော့တောင်ပေါ်ဟာလူတွေဆိုတာတနည်းလုံးမှဟုတ်ဒီရဒီဟာလေလောက်ထားပြီးတော့တနည်းစာလုံးဒီဟာကိုမိကိုပြီးစားတောက်ကြရတယ်လူတွေ အဲ့တော့ဒီအခုတက်ဆဘာဆိုင်ချိန်မှာဒီလိုဖြစ်သွားတယ်ပြိုးပင်နေဒီလောက်မြင်းမှာဒီလိုဖြစ်သွားတယ်ဆိုလို့ရှိရင်ပြန်ဆိုင်ဖို့ဆိုတော့မဖြစ်နိုင်တော့ဘူးဆိုင်လည်းအဲ့လောက်ကောင်းမှာမဟုတ်တော့ဘူးဆိုတော့တကယ်တနေ့စာလောင်းအတွက်ရင်းနေထားတဲ့အရာအလကားဖြစ်သွားတာဖြစ်ပါတယ်တကယ်တနာဆရာပါကိုသွင်းကြီးမှာချက်ချင်းကြီးကျမတို့အာအလုပ်တော့ရှာပြီးမှပတ်စံတော့ရှာပြီးမှကျမတို့ဝန်ဆောင်အတွက်ပြန်ပြီးတော့ရုံးကန်ရမယ်ဆိုမှဖြစ်နိုင်လို့ပါအာကျမတို့ဒီသူလေးရာဒီမှာဆရာစားနိုင်ပါတယ်ဒါပေမဲ့လာမယ့်နှစ်မှာပြန်ပြီးတော့ဒီလေကိုကျမတို့ ပြန်ပြီးတော့အကောင့်ထဲပြန်ပေါ်ပြီးမှလည်းပြန်ဆိုင်နိုင်ဖို့ဆိုတော့ကျွန်မတို့ကမနိုင်တော့ပါဘူးရှင်ဘူးတော့တယ်နော်ကိုကြီးတက်တက်ဒီတိုင်းစားဝတ်နေရတဲ့တောင်းခံတာမဟုတ်ဘူးသူတို့ဟာသူတို့စူးစမ်းပြီးစားတောက်လောက်လို့ရပါတယ်တဲ့ဒါမဲ့ဒီလေမြေတွေကို နောက်နေမှာတကယ်လေအကောင်းကြီးခါတန်းလိုပဲနော်ဒီတဲတွေဒီနောက်မြေတွေဒီတဲတွေကိုဖေရှားပြီးတော့မှအကောင်းပဲဂတိအတိုင်းမြေဖြစ်ဖို့ဆိုတာသူတို့အတွက်သူတို့စူးစမ်းပြီးတော့မှ မဖြစ်နိုင်တော့ဘူးဆိုတဲ့အနေထားကြအကြံဉာဏ်ပေးတင်တဲ့လူလေးပဲကားသမားတွေဘက်ဖို့ရှိတဲ့လူတွေနော်အဲ့ဒီလူတွေလည်းဝမ်းဝကူညီချဖို့ဆိုပြီးဒီအကြောင်းအရာကိုကူညီတောင်းတာစံနေအလူငွေလေးလာပေးကြအောင်လို့တောင်းခံနေတာမဟုတ်တောင်းပေါ်သူတကယ်ရိုးသားတယ်သူများဆိုအလူခံစားမှဒါကိုပြပြီကျမတို့ကိုအခုဒီလေလိုအပ်နေလို့ကျမတို့ကိုကူညီပေးကြပါကျမတို့16ရက်နေ့6လ2025ကချီပြည်နယ်ဘူတာအုံမြို့မှာဖြစ်သွားတာပါလေယွာယွာတွေအားလုံး အကုန်လုံးပေါ့အကုန်လုံးရဲ့လေတွေပျက်စီးသွားပါတယ်လို့လာပြောပြတာဘာမှမဟုတ်ရင်တော့ဒီလေကိုကြတော့ကျမတို့ကြဒီလိုပြပေးတာကြတော့ဒီဒီတိုင်းရိုက်ပြီးတင်လိုက်မယ်ဆိုလို့ရှိရင်လဲတဲတောင်ပြင်မဲ့အားလုံးထင်သွားမှာဆိုလို့ပါရှင်ဒီမဟုတ်ပါဘူးစပားပြင်စပားပြင်တော့နည်းနည်းရှိပါသေးတယ်ရှင်ကျမတို့ကိုကူညီပေးကြပါအောင်ရှင်ကျမတို့မန်စီခွန်ယူပါမန်စီခွန်ကျမတို့မြို့ကနဲ့ပူတာအောင်မြို့ကနဲ့လာလို့ရှင်ဆက်ပြီးမှရတော့ဝေးပါတယ်ရှင်ကျမတို့ကိုဒီမှာရှိပါအောင်အားလုံးကတော့စိတ်သက်လေးကြနေပါပြီ တောင်းလို့ဦးကြီးတွေကလည်းဒီလိုဒီလိုမျိုးပေါ့နော်โอเค thank you ပါ solution ရဲ့ကိုညီနိုင်တဲ့လူတွေအကြံဉာဏ်ပေးနိုင်တဲ့လူတွေလည်း comment မှာလည်းရေးပေးကြဖို့လည်းမျှော်လင့်ပါတယ် solution ရဲ့တောင်းသူလက်တမားတွေဟာနောက်နေ့စားဖို့အတွက်ဒီနေ့မှရုန်းကန်ပြီးစ조사ထားတာမို့လို့တ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 ို့ဒါတကယ်တန်ဖိုးကြည့်တဲ့အရာဖြစ်ပါတယ်ဒါပေမဲ့ဒီအမဟာစားဝတ်နေရတဲ့ဆန်နေစီဒီပါလီလူဖို့တောင်းခံတာမဟုတ်ပဲနဲ့နောက်နေ့မှလေဒီလေကွက်တွေကိုပြန်ဖော်နိုင်ဖို့เนาะဘလို့အကြံဉာဏ်လေးပေးနိုင်ကြ လေဓမ္မမဟောကာသမားရီဘက်ဖို့သမားရီဘလူကူညီနိုင်လေကူညီနိုင်တဲ့လူဟာဒီလာရောက်ပြီးကူညီဖို့ပဲတောင်းခံတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်